တငယ်ချင်းတို့ရေမင်္ဂလာပါတင့်ရဲ့စိတ်တွေကအမြဲတမ်းပြေးလွှားနေသလိုခံစားရလားဒါသာဆိုရင်ဘလို့ခင်မလဲငါများမားခဲ့ပြီလားဆိုတဲ့အတွေးတွေကတင့်ကိုညာအိတ်မပြောအောင်နှိပ်စက်နေပြီလားဟုတ်ပါတယ်ကျွန်တော်တို့အားလုံးအတွေးလွန်ကျွန်းဆိုတဲ့ဝဲကရက်ထဲမှာတခါတလေနစ်မြုပ်တက်ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့စိတ်ပညာရှင်နေနဲ့ကိုတွေးအောင်မြင်သူတွေလက်တွေ့အသုံးချခဲ့ကြတဲ့အတွေးလွန်ခြင်းကို ရက်တန့်ဟုထီးရက်တဲ့နီလန်း25တွဲကို အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီနီလန်းတွေကိုစနစ်တကျလိုက်နာမယ်ဆိုရင်တင့်စိတ်ကိုညင်တက်အောင်ပိုပြီး iron site နဲ့အောင်တေချာပေါက်ကူညီပေးနိုင်မှာပါ။ဒါဆိုရင်စိတ်ဖိစီးမှုတွေစိုးရင်ပူပန်မှုတွေကနေရုံထွက်ပြီးစိတ်လွတ်လပ်မှုစစ်အမှန်ကိုဘလို့ရယူနိုင်မလဲဆိုတာလေ့လာကြည့်ရအောင်။ဗီဒီယိုကိုအဆုံးထိကြည့်ဖို့နဲ့တင့်အတွက် အထီးရောက်ဆုံးနီလန်းကို comment မှာမျှဝေပေးဖို့မမေ့ပါနဲ့နော်။ကဲစားလိုက်ကြရအောင်။အတွေးလွန်ချိတ်ကိုရတန်ဖို့အတွက်ကျွန်တော်တို့လေ့ကျင့်လို့ရမယ်။ထီရောက်တဲ့နီလန်း25နီးကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။တလက်ရှိအချိန်ကိုအာရုံစိုက်ပါ mindfulness ပြစ်စုပန်ကာလာကိုလက်ခံပါအတွေးတွေများနေချိန်မှာတင်းရဲ့အသက်ရှူသွင်းရှူထုတ်တာကိုသတိမူပါ နှင်းအချိန်သတ်မှတ်ပါ time blocking ဆိုရင်ဆရာတွေနဲ့ပတ်သက်ပြီးစဉ်းစားဖို့အတွက်နေ့စဉ်မိနစ်အစမ25မိနစ်ခန့်ကိုပါသတ်မှတ်ပေးပါ ထို့အချိန်ကုန်ဆုံးရင်ရပ်တန့်လိုက်ပါ3ရှိချာမတန်တင်ချင်းစိတ်ထဲမှာရှိတဲ့အတွေးတွေခံစားချက်တွေကိုစရွယ်ပေါ်ရေးချပြီး ရှင်းထုတ်ပါ စိတ်ထဲမှာပဲတင်းဆဲထားခြင်းကိုရှောင်ပါ လေးအသက်ရှူလေ့ကျင့်ခန်းလုပ်ပါနှာခေါင်းကနေလေပြင်းပြင်းရှူသွင်းပြီးပါးစပ်ကနေ ဖြည်းဖြည်းချင်းပြန်ထုတ်ပါစိတ်ကိုငြိမ်သက်စေပြီးစိုးရိမ်စိတ်လျော့ကျစေပါနဲ့ငါအာယုံပြောင်းပါ distraction အဆိုးမြင်အတွေ့တွေဝင်လာတာနဲ့တပြိုင်နဲ့အဖြူတပေါဆောင်တဲ့ဝါသနာတချင်းနာထောင်ခြင်းသို့မဟုတ်တခြားလှူရှားမှုတစ်ခုခုကိုချက်ချင်းအာယုံလွယ်ပါ chào, sống phép chế mẹo của dũ xin ảo ba. Tí nghề để kỳ xa rồi mà ai dán chí sốc thủy ảo mà tùy bà nè. Dũ xin chân gạ còn sống lộ mặt bà. Khân nè, bí bia dòng mụ của là chào bà. Sáng mẹ trên đế xây gà, đủ tâm phụ nhẹ dàn à tù bà. Bí bia dòng mụ của ưu giá mà bê bê, à sát tình lâu sòng của gố ai dùng xây bà. chát lạc của chân dình sù dòng bà. ạ chát lạc đôi mẹ lo nhẹ ạ tuế luôn dì bà đấy. လုံလောက်တဲ့အချက်လက်ရပြီဆိုတာနဲ့ရှားဖွေခြင်းကိုရတန်ပြီးဆုံးဖြတ်ချက်ချပါကိုမှန်မှန်လေ့ကျင့်ကံလုပ်ပါလမ်းလျှောက်ခြင်းပြေးခြင်းစတဲ့ကိုလက်လှောက်ဆောင်မှုကစိတ်ဖိစီးဟော်မုန်းကိုရှို့ချပေးပြီးစိတ်ကိုငြိမ်သက်စေတယ်တဆယ်ကျေးဇူးတင်စိတ်မွေးပါ မရှိသေးတာတွေကိုစိုးရင်မနေပဲသင်မှာရှိနေပြီးသားအရာတွေကို နေ့စဉ်ကျေးဇူးတင်စိတ်ထားပြီးအာရုံစိုက်ပါ၁၁ အောင်မြင်မှုကိုမြင်ရောက်ကြည့်ပါအဖြူသဘောဆောင်တဲ့ရလိုက်ကွေတင်လို့ခြင်းတဲ့အနာဂတ်ကို စိတ်ထဲမှာအမြင်ပုံဖော်ပါဆက်နှစ်နေ့စဉ်တရားထိုင်ပါတနေ့ကို9မိနစ်လောက်တရားထိုင်ခြင်း meditation ထင်းတင်းစိတ်ကိုငြင်းချမ်းအောင်လေ့ကျင့်ပေးပါဆက်သုံးဘာဖြစ်မလဲဆိုတဲ့အတွေးကိုကန့်ထပ်ပါ မဖြစ်သေးတဲ့စိတ်ကူးရံပြဿနာတွေကို ဖန်တီးပြီးစိုးရင်ပူပန်ခြင်းကိုရပ်တန့်ပါ ဆက်လီအလုပ်များများလုပ်ပါ take action အထူးပဲရှိတဲ့လုပ်ငန်းတွေနဲ့တင်းစိတ်ကို အလုပ်ဖေးထားပါလှူရှားမှုကအတွေးများခြင်းကိုဖြိုခွင်းနိုင်တယ်ဆန်ငါမတိကြမှုကိုလက်ခံပါအရာအလုံးကချက်ချင်းအဖြေလိုတာမဟုတ်ပါဘူးမတိကြတဲ့အခြေအနေတချို့ကိုလက်ခံနိုင်ဖို့သင်ယူပါ၁၆တူးဦးနဲ့ပြောဆိုဆွေးနွေးပါတင်းရဲ့စိတ်ထဲက အတွေးတွေကိုယုံကြည်ရတဲ့တငယ်ချင်းမိသားစုတို့မဟုတ် ပညာရှင်နဲ့ဖန်ပြောပါစိတ်ထဲမှာပဲတင်ထားပါနဲ့စက်ခေါအဆိုးမြင်တွေးခေါ်မှုကိုစိန်ခေါ်ပါငါလုံးဝမအောင်မြင်ဘူးလို့မျိုးအဆိုးမြင်စိတ်တီဝင်လာရင်ဒါဟာမှန်ကန်ကြောင်းဘလို့အထောက်အထားရှိလေဆိုတာကိုပြန်လည်မြေခုန်ထုတ်ပါဆက်ရှိအိမ်မက်မှုကိုဦးစားပေးပါစိတ်ကြည်လင်ဖို့အတွက်တညကို9နာရီကနေ9နာရီထိပြေးဝါစွာအနာယူခင်ကအရေးကြီးဆုံးပါ။ဆက်ကူဖြည့်ရှင်းနိုင်မှုကိုအာရုံစိုက်ပါ။ ြဿနာရဲ့အကြောင်းရင်းကိုပူပန်မနေဘဲနဲ့ဘလို့ဖြေရှင်းမလဲဆိုတဲ့လမ်းကြောင်းကိုသာအဓိကချပွေပါ20စိတ်ဝင်စားလေးအလုပ်တွေလုပ်ပါတင်းကိုစိတ်အားထက်သန်စေပြီးပျော်ရွှင်စေတဲ့ဝါသနာပါရအလုပ်ကြီးထဲမှာအချင်းပေးမမြုပ်လိုက်ပါ27ဒီမန်ချက်တွေရှင်းရှင်းလင်းလင်းထားပါ။တင်းရဲ့ဥတီယာလမ်းကြောင်းကိုတတ်မှတ်ပြီး၎င်းကိုသာမြဲမြံစွာ လိုင်းနာချမ်းဖင်လမ်းပြောက်ချင်းကိုရှောင်ပါ။၂၂ကိုကူကူအားပေးစကားပြောပါ။ ငါလုံနိုင်တယ်ငါတန်ဖိုးရှိစေစားတဲ့အပြုတဖောဆောင်နဲ့အားပေးစကားတွေကိုမကြာခဏပြောပြီးကိုကူကူအားဖြီးပါ23ကဖိန်းဓာတ်ချော်ချပါကော်ဖီလက်ဖက်ရည်တို့မှာပါဝင်တဲ့ကဖိန်းဓာတ်ကစိုးရင်စိတ်သွေးကိုပိုမိုဆိုးဝါးစေနိုင်တဲ့အတွက်ချော်ချပါ24နေစံလုံယူလုဆင်ဖန်တီးပါပုံမှန်အချင်းစရာ routine ရှိခြင်းကစိတ်ကိုလုံခြုံမှုပေးပြီးမလိုအပ်တဲ့စိတ်ရှုပ်ထွေးမှုကိုလျော့ကျစေပါတယ် 25သင်အလိုလိုသိစိတ် intuition ကိုယုံကြည်ပါတခါတလေမှာတော့ကြိုးချောင်းစင်ကြင်ကျင်းထက်သင်ရဲ့အသွင်းစိတ်ကအကောင်းဆုံးအဖြေကို ပေးတတ်ပါတယ်သင်ကိုယ်တိုင်ရဲ့အတန်းကိုနားထောင်ပါအားလုံးပဲကျေးဇူးတင်ပါတယ်အသွေးလွန်ခြင်းဆိုတာတညာနဲ့နဲ့ချက်ချင်းပြောက်သွားမယ့်အရာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီနီလန်25ခွဲကိုအလေးကျင့်တစ်ခုအနေနဲ့နေ့စဉ်ထည့်သွင်းကျင့်သုံးမယ်ဆိုရင်တေချာပေါက်သင်စိတ်အရှင်ကြီးပုံမကောင်းမွန်လာပါလိမ့်မယ်အထီးကားကတော့ စတင်လှုပ်ဆောင်ဖို့နဲ့စက်တိုက်လေးကျင့်ဖို့ပဲဖြစ်ပါတယ်။ဒီနီလန်းနေတယ်မှာတင့်အထွက်ဘေးအချက်ကအထီးရောက်ဆုံးလဲဆိုတာကို comment box မှာမျှဝေပေးခဲ့ပါအောင်နော်။တင်ခိုတိုင်းစမ်းသပ်ကြည့်ပြီးအကျိုးကျေးဇူးရရှိတဲ့သူတွေလည်းပြန်လည်မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။ဒီဗီဒီယိုကတင့်အထွက်အကျိုးရှိမှဆိုရင် like share subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ်စီကြမ်းမှရေကိုပိုင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ဗီဒီယိုကောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ notification bell ကိုလည်းနှိပ်ထားပေးပါ။ လာမယ့်ဗီဒီယိုမှာပြန်တွေ့မယ်နော်အားလုံးပဲပျော်ရွှင်ငြိမ်းချမ်းကြပါစေ